ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်လိုင်စာကိုစစ်ကောင်စီကအသေးခံ drone နဲ့ထပ်မံတိုက်ခိုက်ခဲ့လို့တရုတ်လင်မယားနှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနကအောက်တိုဘာ18ရက်ညပိုင်းမှာသတင်းဖော်ပြပါတယ်။အခုနှစ်အတွင်းမှာစစ်ကောင်စီကလိုင်စာကိုအသေးခံ drone သုံးပြီးတိုက်ခိုက်မှုအကြိမ်ရေ6ကြိမ်ရှိပြီလို့လည်းဆိုပါတယ်။နောက်ဆုံးအကြိမ်ကတော့အောက်တိုဘာ16ရက်ည17နာရီကျော်ကလိုင်စာကို drone နဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာလိုင်စာမျိုးအစီပင်သားရဈေးတန်က ဟင်းသီးဟင်းရွက်ရောင်းတဲ့တရုတ်လင်မယား၂ယောက်တရားရရှိခဲ့ပြီးဈေးဆိုင်ကန်းတွေလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာကချင်းပြည်နယ်မြစ်ကြီးနားအခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလိုင်ဇာစီအသေးခံ drone လွှတ်ပြီးတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ကချင်းစစ်ရေးတံတန်းရင်းမြတ်တူကပြောပါတယ်။ KIA နဲ့တိုက်ပွဲတွေမှာအထင်အရင်လိုင်ဇာဌာနချုပ်ကိုလေကြောင်းနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာအရင်ကတည်းကရှိခဲ့ပေမဲ့2024ခုနှစ်နှစ်လယ်ကစလို့လိုင်ဇာအနီးကစစ်ကောင်စီတက်စကန်တွေသိမ်းပိုက်ခံရပြီးတဲ့နောက်ပိုင်းမှာတော့ လက်နက်ကြီးထက် drone တွေကိုသုံးပြီးပုံမိုတက်ခိုက်လာတာကိုတွေ့ရပါတယ်။စစ်ကောင်စီဟာစာတင်ကျောင်းတွေကိုပိတ်မထားဘုံကျဲတက်ခိုက်တာတွေကြောင့်ကျောင်းသူကျောင်းသားတွေအသက်သေဆုံးမှုတွေများပြားလာကြောင်း KIA သတင်းပြန်ကြားရေးဌာနကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာတိုက်ပွဲမှာအထင်အားဆစ်ရှုံးနေရာကြောင့်လူနေထိုင်ရာနေရာစာတင်ကျောင်းဈေးစတဲ့ပြည်သူအများစုနေထိုင်ရာနေရာတွေကိုဘုံကျဲတက်ခတ်နေတာဖြစ်တယ်လို့လဲ KIA သတင်းပြန်ကြားရေးဌာနကသတင်းဖော်ပြထားပါတယ် စကောင်စီဘက်ကတော့စာတင်ကြောင်းတွေအပေါင်းဝင်အရက်ဘတ်အပြစ်မှတ်တွေကိုတိုက်ခိုက်တာမရှိဘူးလို့အငင်းဆိုလင်းရှိပါတယ်စကောင်စီတက်တဲ့ KIA တို့ဟာအော်တိုဘာလအတွင်းဗမော်ဝိုင်းမော်ဖားကတ်မချမ်းဘောစတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရှင်